Dallas မြို့မှာရှိတဲ့တရားမဝင်ရွှေပြောင်းသူတွေကိုထိန်းသိမ်းထားရာစင်တာတစ်ခုမှာ Sniper နဲ့ချောင်းမြောင်းပစ်ခတ်ရမှုဖြစ်ပေါ်ပြီးတဲ့နောက် America တနိုင်ငံလုံးကအလားတူစင်တာတွေမှာလုံခြုံရေးတိုးမြှင့်ထားလိုက်ပါတယ်။ September လ24ရက်နေ့ကပစ်ခတ်မှုမှာ American လူဝင်မှုနဲ့အကောက်ခွန်ကြီးကြပ်ရေး ICE ဌာနရဲ့ထိန်းသိမ်းရေးစင်တာမှာချုံနောက်ခံတားရသူတို့ဦးသိဆုံးခဲ့ပြီး နောက်ထပ်တဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။တနက်သမားကတော့ကိုကိုကိုအဆုံးစီရင်သွားခဲ့တယ်လို့အာနာဘန်တွေကပြောပါတယ်။ ဖြစ်စဉ်မှာ ICE ဝန်ထမ်းတွေထိခိုက်ဒဏ်ရာရရှိတာတော့မရှိခဲ့ပါဘူး။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ American တနန်တလျားက ICE လက်အောက်ခံထိန်းသိမ်းရေးစင်တာတွေမှာလုံခြုံရေးအစီအမံတွေကိုချက်ချင်းတိုးမြှင့်ထားလိုက်တာဖြစ်ပါတယ်။တနတ်သမားဟာအသက်29နှစ်အရွယ်ဂျိုရှူဝါချန်းဆိုသူဖြစ်ပြီး Dallas မြို့တည်ရှိရာ Texas ပြည်နယ်ဒေသခံလို့ဆိုပါတယ်။သူအသုံးပြုခဲ့တဲ့ကြေတောက်တွေမှာ ICE ကိုစန့်ကျင်ရှုတ်ချကြောင်းစာသားတွေရေးထားတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ရဲတွေကပြောပါတယ်။ အဲ့ဒီပြစ်ခတ်မှုကိုဂျန်ကဘာကြောင့်လှုပ်ဆောင်ခဲ့တယ်လဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးဖြစ်စဉ်ကိုတော့ပြစ်မှတ်ထားရန်လိုတက်ခတ်မှုတစ်ခုအဖြစ်သတ်မှတ်ထားပြီးအမှုဖွဲ့စုံစမ်းနေတယ်လို့ဆောင်နှောက်တွေကဆိုပါတယ်ဂျန်ရဲ့တကယ်ပြစ်မှတ်ဟောအကျဉ်းသားတွေမဟုတ်ပဲ ICE အရာရှိတွေဖြစ်နိုင်ခြေရှိတယ်လို့လည်းအာနာဘန်တွေကယူဆနေကြပါတယ်ဒီကိစ္စမှာဂျန်ကကြံရပါတယ်မရှိပဲတကောတော့ကျူးလွန်ခဲ့တယ်လို့ယုံကြည်ရကြောင်းရဲတွေကပြောပါတယ်ဒီမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်ရှင်